တင့်ကိုတင်အသွင်းများလွန်ပြီးပင်ပန်းနေကအဲ့ဒီအဆိုးတန်တရားကနေရုံမထွက်နိုင်ဖြစ်မှုပါဒလားဒါကကျွန်တော်တို့အားလုံးကြုံဖူးတဲ့အရာပါ စရင်လေးမျောသွားပြီးစိတ်ထက်ကပြောသည်များအရာအလုံးကိုအလွယ်တကူယုံကြည်မိတတ်ကြပါလိမ့်ဒါ यूं မဲမချကနာဆိုသလိုအဲ့ဒါတွေကတကယ်မဟုတ်ပါတင်ဆွေးမှုပန်းနေတဲ့အတွေ့အကြုံလက်တွေ့နေမှခံကြီးတာများပါလိမ့်တင်ဟာအတွေ့များတဲ့အကျဉ်းချုံးတဲ့မှာပြင်းမိနေတယ်ဆိုရင် ဒီနေ့အစောအနေ၆ကအခုကြီးပါလိမ့်မယ်။ယူစင်ယူရင်ရဲ့ Don't believe everything you think ဆိုတဲ့အုပ်ကပါကုကကုတူတဲအောင်လုပ်ချင်နေဆိုရင်ဒီစအုပ်ကမဖြစ်မနေဖားတင်တဲ့စအုပ်တစ်အုပ်ပါ။ဒီဗီဒီယိုမှာဒီစိတ်လှရှားဖွယ်ရာစအုပ်ထဲမှာဖုံးကွယ်ထားတဲ့အဖို့တန်တဲ့အရာတွေကိုနည်း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 လေ့လာသွားမှာပါ။ဒီစအုပ်ရဲ့အဓိကသင်ခန်းစာတွေကိုဖတ်ထုတ်ပြီးသင်ရဲ့အမြင်တွေကိုပြောင်းလဲကာ ယုံကြည်ချက်တွေကိုပုံဖော်ပြပလိမ့်မယ်။သင်ဟာကိုယ့်ကိုယ်ပြပြပြောင်းလဲဖို့စိတ်ဝင်စားသူစအုပ်ချစ်သူဒါမှမဟုတ်ဝေဖန်ပိုင်းခြားတွေးခေါ်မှုကိုနေတဲ့သူဖြစ်ပါစေ။တဲ့အတွက်အတုံးဝင်တဲ့အရာတစ်ခုခုတော့ရှိမှာပါ။ဒါကြောင့်စัจ ji အသွေးတွေကိုဘယ်လိုစိန်ခေါ်မလဲ။တင်ဘွားကိုဘယ်လိုပြောင်းလဲဆိုတာလေ့လာကြရအောင်။နံပါတ်1အသွေးရဲ့လက်စားမှု အသွေးတွေဆိုတာအသွေးတက်တဲ့ပါအချက်လက်တွေမဟုတ်ပါဘူးဒီအချက်လက်ကရွေးရှင်တယ်လို့ထင်ရပါမယ်အအောင်စရာခေါင်းလောင်အစမ်းတဲ့ပါလိကျွန်တော်တို့ရဲ့စိတ်တွေဟာအသွေးပေါင်းများစွာထွက်လုပ်ပြီးပြီးအများစုကလက်တွေနဲ့မခိုင်းကြပါဘူးဥပမာငါမတော်ဘူးလို့တင်သွေးမိတဲ့အခါတွေရှိနိုင်ပေမဲ့ဒါကအမှန်တရားကို မဖြစ်စေပါဘူးဒါဟာ အသေးသေးတာဖြစ်ပြီးအချက်လက်မဟုတ်ပါဘူးဒီကွာကြချက်ကိုသိရှိခြင်းကတိရိကန်တထားတဲ့ယုံကြည်ချက်တွေကနေလူမျိုးဖို့ပရမဆုံးခြေလမ်းပါပဲတင်းရဲ့တွေးတွေဟာအမြဲတမ်းအချက်လက်မဟုတ်ဘူးဆိုတာနားလည်ခြင်းကသူတို့ရဲ့မံကန်မှုကိုမေခွန်းသွန်းနိုင်အောင်ကူညီပေးပါလိမ့်မယ်ဒါကတင်းအသွေးတွေကိုပေါ်ပေါ်တန်သဘောထားတင်းတယ်လို့မဆိုလိုပါရေးအစားဂျာမီနဲ့ခန့်ညီတဲ့ တန်တရားဆိုင်တဲ့ချင်းကပါကုကကုမိပါတဲ့တွေးကလက်တွေ့အပေါ်အခြေခံတလားတမမငါစိတ်ကူးရင်ဘူးရပေါ်လာတယ်လားဒီလိုလှုပ်ခြင်းအားဖြင့်အထောက်အကူပြုတဲ့ထိုးထွင်းဉာဏ်တွေကိုအန်ဒီဖြစ်စေတဲ့အထင်မြင်လွဲမှားမှုတွေကနေခွဲခြားနိုင်ပါလေတဲ့တွေးတွေကိုစိန်ခေါ်ခြင်းအားဖြင့်အမြင်တွေးတွေစီကိုတကားဖွင့်ပေးနိုင်ပါလေတင်ဟာတပြတ်မှုနဲ့ပြီး ပုံမှုသွေးခေါ်စင်ရှင်တက်လာမလိမ့်မယ်ဒီစိတ်နေစိတ်သားပြောင်းလဲမှုကတင်းရင်စိတ်ပိုင်းဆိုင်ရာကောင်းကျိုးနဲ့ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်တွေမှာမြုံနိုင်စရာတည်တည်မှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်နံပါတ်2တည်မြင်မှုဆိုင်ရာဘယ်လိုက်မှုများရဲ့အခန်းကဏ္ဍတည်မြင်မှုဆိုင်ရာဘယ်လိုက်မှုများဆိုတာကကျွန်တော်တို့တည်တည်အချက်အလက်တွေကိုဘယ်လိုခံယူပြီးလောက်ဆောင်တယ်ဆိုတာကိုလမ်းမိုးတဲ့စိတ်ပိုင်းဆိုင်ရာဖြာလန်းတွေပါ ီပေးလိုက်မှုတွေကကျွန်တော်တွေတွေးခေါ်ပုံကိုရှုပ်ထွေးစီပြီးမာယွန်းနဲ့ကောက်ချက်ချရီစီဥတီစေနိုင်ပါလိမ့်။တင်မြင်မှုဆိုင်ရာပေးလိုက်မှုတွေကိုနားလည်ရဟာဘူမကောင်းမွန်တဲ့ဝေဖန်ပိုင်းခြားတွေးခေါ်မှုဆိုင်ရာတွေကိုသိစားဖို့အဓိကကြပါလိမ့်။အဖြစ်များတဲ့တင်မြင်မှုဆိုင်ရာပေးလိုက်မှုတစ်ခုကတော့အတိပြုချင်ပေးလိုက်မှု confirmation bias ပါပဲ။ဒီပေးလိုက်မှုကကျွန်တော်တို့ရဲ့လက်ရှိယုံကြည်ချက်တွေကို အတိပြုပေးတဲ့အချက်လေးတွေကိုရှာဖွေပေးပြီးစန့်ကျင်တဲ့အချက်လေးတွေကိုလိလိရှုစေပါလိမ့်။ဥပမာသင်ကတတလဆရာစာတောက်တခုကိုယုံကြည်တယ်ဆိုရင်တည်ယုံကြည်ချက်ကိုထောက်ခံတဲ့ဆောင်းပါးတွေကိုပို့သွင်းရပြီးစန့်ကျင်တဲ့အရာတွေကိုလိလိရှုပါလိမ့်မယ်။အကယ်သင်ကအသာအစာအစာတောက်ကိုပိုစိတ်ဝင်စားတယ်ဆိုရင်တည်ယုံလူမှုကွန်ရက်ဆန်မျက်နှာတွေမှာတည်ယုံကြည်ချက်ကိုထောက်ခံတဲ့ post တွေနဲ့ ပြည်နေတာကိုသိရပါလိမ့်မယ်။နောက်ထပ်ဥပမာတစ်ခုကတော့ကလမ်းမီနိုင်မှုဆိုင်ရာမြန်ဆန်သွေးခုံမှု availability heuristic ပါပဲ။ဒီပလိုက်မှုကအလွယ်တကူရရှိနိုင်တဲ့အချက်လေးဒီရဲ့အရေးပါမှုကိုလုံခဲစွာခံမှမီးစေနိုင်ပါလိမ့်။ဥပမာသတင်းတွေမှာလင်းပြကြမှုတွေအကြောင်းစက်တိုက်ကြာနေရရင်တကယ်တမ်းကမ္ဘာ့အထက်ပူလုံကျန်တယ်လို့သိနေပေမဲ့လင်းစည်းတာကပူအန်ဒီရင်များတယ်လို့ ်တင်ထင်မိနိုင်ပါ၏တိုင်မဲအချက်လေးတွေဘုံဘလက်ကူစွာရရှိနိုင်တာကြောင့်ကျွန်တော်တို့ပြလိုက်နေတဲ့စိတ်လေးကဒီအချက်လေးတွေကိုပူအလေးထားမိပါ၏တိမီမှုဆိုင်ရာပြလိုက်မှုတွေကိုသိရှိနိုင်လေခြင်းအဖြစ်တို့ရဲ့တရားမှုတွေကို ရှောရှားဖို့အတွက်ခြေလမ်းတွေလမ်းနိုင်ပါ၏တင်းရဲ့မန်ဆာချက်ကိုစိန်ခေါ်ပြီးကွဲပြားခြားနားတဲ့အမြင်တွေကိုရှာဖွေပါ ဒါကတင်ပေါ်မှာပုံကောင်းမှုပြီးဟန်ချင်ကြီးရဲ့ဆံပြချက်တွေခြားမနိုင်အောင်ကူညီပါလိမ့်မယ်။နံပါတ်3တတိယဆွမ်းအားတတိရှိချင်းဟာပြောင်းလဲခြင်းစီတို့ပရမဆောင်ချိလမ်းပဲ။တင်းရဲ့အသွေးပုံတွေကိုတတိထားမိတဲ့အခါဒါတွေကတင်းရဲ့အပြုမှုနဲ့စိတ်ကံစားမှုတွေကိုဘယ်လိုလမ်းမှုတွေဆိုတာစာတင်တာလည်းနိုင်ပါလိမ့်။ဒါကအပြစ်တော်ဆောင်တဲ့အသွေးခေါ်ပုံတွေကိုဖော်ရနိုင်ဖို့ကူညီပေးပါလိမ့်။ ဥပမာငါရာကိုမလုံနိုင်ဘူးလို့အစမပြဲတွေးနေမိတတိရှိချင်းကဒီပုံစံကိုမမိဖို့ကူညီပေးပါလေတခါတတိထားမိပြီဆိုရင်ဒါကိုပြောင်းလဲဖို့ခြေလမ်းတွေလာနိုင်ပါလေဒီလိုအတွေ့အကြုံငါဒါကိုသင်ယူနိုင်နေစရပူပြီးအပြစ်တဘောဆောင်တဲ့အတွေ့အတွေနဲ့အစားထိုးနိုင်ပါလေတင်းရဲ့တင်းရဲ့တတိကိုမြစ်တင်ဖို့အလွန်ထိရောက်တဲ့နိလန်တကူကတော့တတိပဋ္ဌာန်ကိုချင့်တောင်းခြင်းပါပဲ တတိပဌံဆိုတာလက်ရှိအချိန်ကိုဘာမှဆုံးဖြတ်ခြင်းမချပဲအယုံဆိုင်ခြင်းပဲဖြစ်ပါလေဒါကတည်းကတွေးနေတဲ့စိတ်ခံစားမှုတွေကိုလိုက်ပါစီမျောမသွားပဲစောင့်ကြည့်နိုင်အောင်ကူညီပေးပါချင်းကြလာတာနဲ့အမျှလက်ချင်းမျိုးနဲ့အတူတတိပဌံကဘဝပေါ်ပုံမှုဟန်ချိန်ကြီးပြီးလက်တွေ့ကြတဲ့အမြင်တွေမွေးမြူနိုင်အောင်ကူညီပေးပါလိမ့်မယ်နံပါတ်၄အဓိကယုံကြည်ချက်များကိုစိန်ခေါ်ခြင်းကျွန်တော်တို့အားလုံးမှာ ျွန်တော်တို့ရဲ့အမိတွေနဲ့အပြုမှုတွေကို ပုံဖော်ပေးတဲ့အဓိကယုံကြည်ချက်တွေရှိပါတယ်။ဒီယုံကြည်ချက်တွေဟာကလေးဘဝတုန်းကမကြာခဏပုံဖော်ခဲ့တာဖြစ်ပြီးကျွန်တော်တို့အနာထင်မှာနည်းနည်းချက်ချာရင်အမြင်တွေ့နေနိုင်ပါတယ်။ဒီယုံကြည်ချက်တွေထဲကအများစုကမာယုယူဆချက်တွေပေါ်မှာအခြေခံထားတာဖြစ်ပြီးတင်းရဆိုင်ရီတွေကိုကန့်တတ်နိုင်ပါတယ်။တင်းရအဓိကယုံကြည်ချက်တွေကိုစိန်ခေါ်တာဟာ ကိုကြီးကိုတဲတဲတဲဖို့အတွေ့မရှိမဖြစ်လို့အပါလိတရဲ့အဓိကယုံကြည်ချက်တွေကိုစိန်ခေါ်ဖို့သူတို့ကိုစတင်ပေါ်ထုတ်ပါကုကုကိုမေးပါငါကငါတခြားလူတွေနဲ့ကဘာကြီးအကြောင်းငါရဲ့အဓိကယုံကြည်ချက်တွေကဘာတွေလဲဒါတွေကိုချက်ရတာကအထောက်အကူပြုပါလိတခါပေါ်ထုတ်ပြီးတာနဲ့သူတို့ရဲ့မူလရင်းမြစ်ကိုရှာပေးပါဒီယုံကြည်ချက်တွေကဘယ်ကလာတာလဲတင်မိပါတွေကတင်ပေးခဲ့ရလား သူတို့ကအချက်လေးတွေဒါမှမဟုတ် user ချက်တွေပုံမှာအခြေခံတယ်လားတင်ရတိကယုံကြည်ချက်တွေကိုရှာဖွေတေချာကြည့်ပြီးတဲ့အခါဒါရီကတကယ်ပဲအမှန်ရဲ့လားဆိုတာမိကုံထုတ်ဖို့အချိန်ယူပါဒါရီကတင်ကိုကူညီနေတာလားဒါမှမဟုတ်တားဆီးနေတာလားတကယ်လို့သူတို့ကတင်ကိုတားဆီးနေတယ်ဆိုရင်ပုံမဆန်းအမြင့်တင်ပြီးယုံကြည်ချက်တွေကိုလက်ခံစေစားတင်ပါလေဥမာငါဘယ်တော့မှအမြင်မှမဟုတ်ဘူး ဆိုတဲ့အဓိကယုံကြည်ချက်တွေကိုတိမ်မွေးမြူထားမယ်ဆိုရင်ငါဟာစူးစမ်းထုတ်မှုနဲ့ဆွေးရှင်ငါရဲ့ပန်းတိုင်တွေကို ရရှိနိုင်ပါတယ်ဆိုတာနဲ့အစားထိုးလိုက်ပါယုံကြည်ချက်ပြောင်းလဲမှုကတင်ပေါ်ဝါမှာတည်တာထင်ရှားတဲ့ပြောင်းလဲမှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်တရားပုံမပြုတ်သောဆောင်တဲ့ရလာတွေကိုတတိသာမိလာပြီးကိုကူကူပုံမယုံကြည်မှုရှိလာပါလိမ့်မယ်နံပါတ်9 ဘာသာစကားရဲ့တရားမှုကျွန်တော်တို့အသုံးပြုတဲ့ဘာသာစကားဟာကျွန်တော်တို့ဘယ်လိုတွေ့ခေါ်ပြီးကမ္ဘာကြီးကိုဘယ်လိုမြင်လဲဆိုတာကိုတကယ်ပဲပုံဖော်ပြပါလေဘာသာစကားဟာကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေနဲ့စိတ်ခံစားမှုတွေအပေါ်ပြင်ထားတဲ့လွမ်းမုံမှုရှိပါရဲ့တည်ရွေးချယ်တဲ့စကားလုံးတွေကတိတ်ကိုမြစ်တင်ပေးနိုင်တယ်လို့နှိမ့်ချစေနိုင်ပါလေဘာသာစကားကကျွန်တော်တို့ကိုဘယ်လိုတယောက်တယ်ဆိုတာသိရှိရဟာ ျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကောင်းကျိုးကိုမြင့်တင်ဖို့အဓိကကြပါလိမ့်။ဥပမာအာကစားယုံကိုတွားရမယ်နဲ့အာကစားယုံကိုတွားလို့ရတယ်ဆိုရင်စကားတစ်ခုကြားကကွာခြားချက်ကိုစဉ်းစားကြည့်ပါ။ပရမစကားစုကတာဝန်ဝိတ္တရားကိုညွန်ပြပြီးမကျေနပ်ချက်တွေကိုဖြစ်ပေါ်စေနိုင်ပါ၏။ဒုတိယစကားစုကတော့အခွင့်အရေးကိုညွန်ပြပြီးကျေးဇူးတင်စိတ်ကိုဖြစ်ပေါ်စေပါ၏။ ။နောက်ထပ်ဥပမာတစ်ခုကအမြဲတမ်းနဲ့ဘယ်တော့မှလိုမျိုးအကျဉ်းမြဲစကလုံးတွေကိုအသုံးပြုတော့ဒီစကလုံးတွေကတင်းမာပြီးကန့်တန့်ခြင်းနဲ့ယုံကြည်ချက်တွေကိုဝေဖန်နိုင်ပါလေ။ငါအမြဲတမ်းမားတယ်လို့ပြောမယ်အစား။တခါတလေငါမားတယ်ဒါအဆင်ပြေတယ်လို့ပြောကြည့်ပါ။ဒီပါရစကားပြောလဲမှုကဘုမဟန်ချင်းကြီးပြီးအပြုတ်သဘောဆောင်တဲ့အမြင်ကို ပြပေါ်စေနိုင်ပါလေ။တင်းပါတာ တတိထချင်းအဖြစ်တင်းရဲ့ကြီးတင်းရဲ့ကြီးထွားမှုနဲ့ကောင်းကျိုးကိုထောက်ခံတဲ့စကလုံးတွေကိုရွေးချယ်နိုင်ပါလိမ့်။တင်ပါရာစကားကိုပြောလဲခြင်းအဖြစ်တင်းရဲ့စိတ်နေစိတ်ဓာတ်ကိုပြောလဲနိုင်ပြီးဒါကတင်းဘဝအပေါ်နဲ့ဆိုင်တဲ့တရားမှုရှိနိုင်ပါလိမ့်။နံပါတ်6ကုကုကုကယူနာထချင်းရဲ့အရေးပါမှုက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 ယူနာထချင်းဆိုတာကကုကုကုကျင်နာပြီးနားလဲပြီးတာကိုဆိုလိုပါတယ်။ဒါက ပြည့်သောဆောင်ရအသွေးပုံစံတွေကိုပြုခွဲရမှာနဲ့စိတ်ပိုင်းဆိုင်ရာကောင်းကျိုးကိုမြင့်တင်ရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါရင်ကုကကုကယူနာထားခြင်းကကိုယ်ရည်ကိုယ်သေးသူတဲ့ဖို့အတွက်အဓိကကြပါရင်လူတိုင်းကမာတာတဲ့ကျွင်းချက်တွေရှိတယ်ဆိုတာမှတ်သားပါတကယ်ချင်းကောင်းတရားကိုဆက်ဆံတယ်လို့ပဲကုကကုကျင်နာမှုရဲ့နားလည်မှုနဲ့ဆက်ဆံပါ အတိတ်ကမယုံမှုတွေအတွက်ကုကုကအပြစ်တင်မဲ့အစာခွင့်လွှတ်မှုနဲ့လက်ခံမှုကိုအယုံဆိုင်ပါကုကုကဂိုနာထမှုကိုမွေးမြူဖို့နေလန်ကုကတော့ကိုပိုင်ကယူဆိုင်မှု self care ကိုကျင့်သုံးခြင်းပါပဲတက္ကတရားထိုင်ခြင်းဉာဏ်နဲ့ရေးခြင်းဓမ္မမဟုတ်တဘောတရားနဲ့အချင်းပြုံးခြင်းစတဲ့လှုပ်ဆောင်ချက်တွေပါဝင်နိုင်ပါတယ် ဒီလေ့ကျင့်တွေကတိကုတ်တင်တဲ့ဆက်တွေ့ဖို့နဲ့ပုံမူကိနာရှိတဲ့စိတ်နေစိတ်ထားကိုမြင်မြင်ဖို့ကူညီပေးနိုင်ပါတယ်။ကိုကူကူကိနာသမှုကိုစင့်တောင်းခြင်းအပြင်တိကုတ်တင်တဲ့ပုံမူကျမ်းမာတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ပြီးတက္ကနောက်ဆုံးမှာပုံမူခန္ဓာရင်ရှိခြင်းနဲ့အကောင်းကျိုးကိုပြည့်ပေါ်စေနိုင်ပါလိမ့်မယ်။နံပါတ်9ခြူရာပြောင်းလဲကြည့်ရှင်တန်ဖိုးခြူရာပြောင်းလဲကြည့်ခြင်းဆိုတာက အရာတွေကိုတခြားသူတွေရဲ့အမြင်ကနေမြင်နိုင်စွာကိုဆုလိုပါလေ။နေဆိုင်ရင်ကစရာမှုနဲ့နားလိုက်မှုကိုမင်းမျိုးကိုမရှိမဖြစ်လို့အပ်ပါလေ။ဒါကတင်ရကိုပိုင်ယုံကြည်ချက်တွေနဲ့ယူဆချက်တွေကိုကျော်လွန်ပြီးမြင်နိုင်အောင်ကူညီပေးပါလေ။ရှုထောင့်ပြောင်းလဲခြင်းချင်းမှတခြားသူတွေကိုတတဲကြကြနားထောင်ခြင်းနဲ့သူတို့ရဲ့အတွေ့အကြုံတွေနဲ့ရှုထောင့်တွေကိုနားလည်ဖို့စူးစမ်းခြင်းတို့ပါဝင်ပါလေ။ ၎င်းပုံမူတိကျပြတ်သားတဲ့ဟန်ချင်းကြီးတဲ့အမည်ကိုမေးမြူနိုင်အောင်ကူညီပေးနိုင်ပါလိမ့်။ဥပမာသစ္စာတရားနဲ့သဘောမတူတဲ့အခါသူတို့ဘယ်ကလာတယ်လဲ။ဘာကြောင့်ဒီယုံကြည်ချက်တွေကိုထိန်းထားတယ်လဲဆိုတာနားလည်ဖို့ကြိုးစားပါ။တင်ကိုယ်ပိုင်အမည်နဲ့သူတို့ကိုဆက်ဆောင်ဖို့တင်းရဲဆဲတဲ့တမှုကိုခဏဖက်ထားပြီးသူတို့ရဲ့အမည်ကိုအယုံဆိုင်ပါ။ဒါကတခြားသူတွေနဲ့ တင်းရဲ့ဆက်ဆံရေးတွေကိုတိုးတက်စေပါလိမ့်မယ်။ဒါကတင်းကိုပုံမှန်တရားစွာဆက်သွယ်နိုင်ပြီးလိပခါတွေကိုပုံမှန်ကောင်းမှုစွာဖြစ်ရှင်းအောင်ကူညီပေးပါရယ်။တခြားဒီရဲ့ရွှေတော်တွေကိုနားလည်ခြင်းအဖြစ်ပုံမှန်ခိုင်မာပြီးအသေးပဲရှိတဲ့ဆက်သွယ်မှုတွေကိုတည်ဆောက်နိုင်ပါလိမ့်မယ်။နံပါတ်၈အကောင်မြင်စေရစွာအကောင်မြင်စိတ်ဆိုတာကဘဝရဲ့တပါးတွေပဲကိုအယုံဆရာကိုဆိုလိုပါတယ် ဒါကကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကောင်းကျိုးနဲ့ခန္ဓာရဲ့အတွက်အရေးပါပါတယ်။စိတ်ကောင်းမှုတွေကိုအတိမတ်ပြုပြီးကံ့တည်းဖြစ်ရှိမှုအရေးကြီးပြီးမှဘဝမှာပြည့်တဘောဆောင်တဲ့အရာတွေစီကိုကျွန်တော်တို့ရဲ့အယုံကို ပြောင်းလဲခြင်းကအားချင်းကြီးတဲ့အမိကိုထိန်းတားနိုင်အောင်ကူညီပေးနိုင်ပါတယ်။ဗာရီမနီလေဆိုတာကနေဗာရီမနီလေဆိုတာကိုတင်းရဲ့အယုံကိုပြောင်းဖို့အချိန်ယူလိုက်တယ်လို့မြင်ချပါတယ်။ အမားတစ်ခုခုပဲဆွဲဆွဲမြင်းမြင်းတွေ့မဲ့အစာအဲ့ဒီကနေဘယ်သင်ခန်းစာတွေရနိုင်လဲဆိုတာစဉ်းစားကြည့်ပါဥပမာသင်ခန်းခက်ခဲတဲ့အလောက်စီမံကိန်းတစ်ခုနဲ့ရောက်ကနေရတယ်ဆိုရင်စိန်ခေါ်မှုတွေကိုအတိအမှတ်ပြုပါဒါပေမဲ့တင်ရရှိခဲ့တဲ့တူတဲမှုတွေကိုလည်းမိမောင်းထုတ်ပြပါဒါကတင်ရစိတ်ဆော်မှုနဲ့ကိုယ့်ကိုယ်ကိုလေးစားမှုကိုမြင့်တင်ပေးနိုင်ပါတယ်ဒါမှမဟုတ် တင်တကယ်လိုချင်တဲ့အလောက်ကနေငင်းပယ်ခံရတဲ့ဆိုရင်စိတ်ပြန်အငဲနေမဲ့အစားတကအခွင့်လမ်းတွေကိုဘယ်လိုဖွင့်လှစ်ပေးခဲ့လဲတမမဟုတ်နောက်တစ်ချိန်ဘာလို့ခွဲပြအောင်လုပ်နိုင်မလဲဆိုတာစဉ်းစားပါတကကြာရှုံးမှုဟာလမ်းစောမဟုတ်ပဲတိုးတက်ဖို့အတွက်ကြီးမားတဲ့အခွင့်အရေးတစ်ခုကိုမြင်အောင်ခူကြီးပေးပါတယ်ကောင်းမြင်စိတ်ကိုမြင်မြဖို့တရားတဲ့နိလန်တစ်ခုကတော့ကျေးဇူးတင်ခြင်းကိုကျင့်သုံးခြင်းပါပဲ ေတိုင်းကျေးဇူးတင်စရာရှိတဲ့အရာတွေကိုစိတ်ရှင်တောင်းတဖို့အချိန်အနည်းငယ်တမပါကျွန်တော်တို့အယုံဆိုင်တဲ့အရာကပုံမကြီးထွားလာတယ်ဆိုတာမှတ်ထားပါဒါကြောင့်ဘဝရင်အကောင်းမြင်တဲ့ကန္တတွေကိုအယုံဆိုင်ဖို့ဘာကြောင့်မရေးချေတင်တယ်လေဒါကအဖြစ်တဘောဆောင်တဲ့အရာတွေကိုလိလူရှုတာမဟုတ်ပဲနှခုစလုံးကိုအတိမတ်ပြုတဲ့အကြံဉာဏ်မှုကိုဖွေးတာပဲဖြစ်ပါတယ် ဒီတင်းငယ်နဲ့အလေးချင်းကတင်းဘွားပေါ်အမည်ကိုတိတိတတမြည်တင်ပြနိုင်ပါလေ။အကောင်းမြင့်စိတ်ကိုလက်ခံခြင်းအဖြစ်တင်းကောင်းကျိုးကိုမြည်တင်ပြရန်တမကဝါရဲစဉ်ကမှုတွေကိုပုံမှုလွယ်ကူစွာကန့်တယ်ဖြစ်ရှိနိုင်ဖို့လေတင်းကိုတင်းပြစေထားနိုင်ပါလေ။တင်းဟာကိုယ်ကိုယ်တည်းတတဲ့ရည်ကြီးကိုတလာနေတာဖြစ်ပြီး ကောင်းမြင်စိတ်ကိုမွေးမြူရမှာတင်လန်းတဲ့ခြေလန်းတိုင်းဟာကုကုကုပြပြပြလဲချင်းစီတူခြေလန်းတလန်းပဲဖြစ်တယ်ဆိုတာမှတ်သားပါ။ဒါပါပဲဗျာ။ကျေစဲညွရင် don't believe everything you think is over နေရရှိတဲ့တင်းရဲ့အစွမ်းထက်တင်ကန်စားရှိခုကအတွေ့ရဲ့အပြစ်တော်နဲ့ကျွန်တော်ရဲ့ဘဝပေါ်တရားမှုအကြောင်းအဖို့တန်သူသိညာတွေကိုပြပါလေ။တဲ့အတွေ့တွေကိုစိန်ခေါ်ခြင်း တရီကိုမိမိချင်းဘုံမူကျနိုင်ရှိပြီးအကောင်းမြင်တဲ့စိတ်နေစေတာကိုလက်ခံခြင်းအားဖြင့်တင်ပေါ်ဝကိုတကယ်ပဲပြောင်းလဲနိုင်ပါတယ်။ဒီဗီဒီယိုကသင်ခန်းစာတွေကိုတင်ပေါ်ဝမှာတောင်းချခြင်းအားဖြင့်ကြိုကျေးဇူးတွေကိုရိုက်တိုင်နိုင်ပါလိမ့်မယ်။ဒီနေ့ချက်ထောက်ကူပြတယ်လို့ယူဆရင်တင်တငယ်ချင်းတွေနဲ့ရဝေပါ။ဒါပြီးကိုယ်ကိုယ်တွေတူတဲ့ရင်းနဲ့ကိုကူကူပြပြပြောင်းလဲရေးဆိုင်ရန် သူတို့ညာတွေကိုအကြံပြုချင်ကိုမရရှိဖို့ဒီ channel ကို subscribe လုပ်ပြီး comment လေးကိုနှိပ်ထားပါနောက်ဗီဒီယိုမှာတွေ့မယ်နော်